မန်စီးတီးရဲ့ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတစ်သင်းစီကိုပြောင်းရွှေ့ဖွယ်ရှိနေတဲ့ကယ်ဗန်ဒီဘရိုင်းမန်ချက်စတာစီးတီးအသင်းရဲ့ကံဝင်ကစားသမားဖြစ်သူကယ်ဗန်ဒီဘရိုင်းကဒီနွေရာသီအကောင်မှာအသင်းကနေထွက်ခွာရင်မန်စီးတီးအသင်းရဲ့ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတစ်သင်းစီကိုမပြောင်းရွှေ့ဘူးလို့မပြောနိုင်ဘူးဆိုပြီးတော့ပြောဆိုလာခဲ့ပါတယ်ရှင်ဒီဘရိုင်းကမန်စီးတီးအသင်းကို2015ခုနှစ်မှာရောက်ရှိလာခဲ့တာဖြစ်ပြီးတော့အခုချိန်မှာဆိုရင်တော့ပရီးမီးယားလိဂ်ရဲ့ဂန်ဝန်2အနေနဲ့တိတ်ခါရှိစွာပြန်လည်ထွက်ခွာတော့မှာဖြစ်ပါတယ်။ ဒီဘရန်က ETH မှာရှိခဲ့စဉ်အတွင်းကမ္ဘာအစ်စ်မီချစ်စွမ်းမြောက်ကိုတရားတီပိတရားတီပြတာခဲကဂိုးဖန်တီးမှုပေါင်းများစွာကိုပြုလုပ်ခဲ့ပါတယ်ရှင်။ဒီဘရန်ရဲ့ဖန်တီးမှုတွေကလိုင်လန်တူပဖို့မလွယ်ကူပဲလှပလွမ်းတာကြောင့်ပြန်ဖက်အသင်းပရိသတ်တွေကမှချီကျူးအသိမှတ်ပြုခဲ့ရတဲ့အထီးပါပဲရှင်။ဒါပေမဲ့ဘလောက်ပဲကောင်းခဲ့ပါစေအသက်အရွယ်တစ်ခုရောက်လာရင်တော့ခြေစွမ်းကျဆင်းလာတတ်တဲ့သဘောဝအတိုင်းဒီဘရိုင်းဟာလေပြီးခဲ့တဲ့ရာသီတွေမှာဒဏ်ရာပြဿနာတွေနဲ့တူခြေစွမ်းကျဆင်းတဲ့ဒုက္ခတွေကိုပါတွေ့ကြုံခံစားခဲ့ရပါတယ် အဲ့ဒီအတွက်ကြောင့်မန်စတီအသင်းကတာဝန်ရှိသူတွေကဒီရာသီအကုန်မှစာချုပ်တက်တန်းကုံဆုံးတော့မဲ့ဒီဖရိုင်းကိုစာချုပ်တက်ထပ်မမချုပ်ဆိုတော့ပဲအလွတ်ပြောင်းရွှေ့ခြင်းနဲ့လလွတ်ခံသွားတော့မှာဖြစ်ပါတယ်။ဒီဖရိုင်းကိုယ်တိုင်ကတော့ထိတ်တန်းပုံစံတစ်ခုမှကစားနိုင်သေးတယ်လို့သူ့ကိုယ်သူယုံကြည်ချက်အခိုင်အမာရှိနေတာကြောင့်မန်စတီမှာနောက်ထပ်နှစ်အနည်းငယ်လောက်ဆက်ကစားဖို့စံနာရှိနေခဲ့တာပါရှင်။ဒါပေမဲ့နောက်ဆုံးမှာတော့အသင်းကနေထွက်ခွာသွားဖို့ဒီရိုင်းကိုရိုင်းသဘောတူပြီးတော့သူ့ရဲ့ဆိုရှယ်မီဒီယာထက်ကနေပြီးတော့ကြီးညာခဲ့ပါတယ်။ အဲ့ဒါနဲ့အတူအခုလိုရှက်ရှက်ပါပါကွန်းလင်ကန်ရင်တူအတင်းပြောင်းတော့မယ်ဆိုတဲ့တဲ့ကပရိသတ်တွေကြားမှာအလင်းအမြန်ပဲစိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။ပရိသတ်တချို့ကဒီဘရန်ကိုခရစ်စတီယာနိုရိုနယ်ဒိုရှိရာဆိုရီအာရေဗျစီပြောင်းလိုက်မယ်ဆိုပြီးတော့ထင်ကြေးပေးနေကြသလိုတချို့ကြပြန်တော့လေလူနန်မက်ကစီရှိရာမေဂျာလိဂ်စီပြောင်းလိုက်မယ်လို့လည်းဆိုကြပါတယ်။ဒါပေမဲ့ဒီဘရန်ကိုယ်တိုင်ကတော့မန်စီးတီးကနေချွတ်ပြီးရင်ဘယ်ကိုပြောင်းရွှေ့မလဲဆိုတော့ပြပြတသားစဉ်းစားထားတာမျိုးမရှိပါဘူး။ ဒါပြင်ပြီးခဲ့တဲ့ Crystal Palace နဲ့ပွဲစဉ်ကပရိသတ်တွေမြင်ခဲ့ရတဲ့ De Bruyne ရဲ့ခြေစွမ်းဟာသူ့အနေနဲ့ Premier League မှာဆက်ကစားမယ်ဆိုဆက်ကစားလို့ရနိုင်သေးတဲ့အနေအထားမှာရှိပါတယ်။အဲ့ဒီပွဲမှာ Man City ဘက်က Crystal Palace ကိုဦးဆောင်ကိုနှစ်ဂိုးစောစောစီစီပေးခဲ့ရပါတယ်။အဲ့ဒီနှစ်ဂိုးကြောင့် Man City အသင်းပြန်လာဖို့ခတ်သွားပြီလို့ထင်နေတဲ့အချိန်မှာ De Bruyne က City အတွက် Addition ဖြစ်ခဲ့ပါတယ်ရှင်။ ဒီဘရန်က free kick ကိုတိုက်ရိုက်ကန်သွင်းပြီးတော့ပထမခြေပါဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ဒါပြင်ဒုတိယပိုင်းအရောက်မှာတော့နှစ်ဂိုးစီသေးရဖြစ်နေတဲ့ချိန်ဒီဘရန်ကဥဆောင်ကိုရဖို့အတွက်ကိုပါစစ်ကိုဖန်တီးပေးခဲ့ပြန်ပါတယ်။အဲ့ဒီအတွက်ဒီရိုင်းဟာအဲ့ဒီပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။အဲ့ဒီနောက်ပွဲပြီးမှာတော့ပြည်သက်တွေတည်ကျင်နေလောက်ကြာမဲ့သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဒီရိုင်းကဖွင့်ဟသွားခဲ့ပါတယ်။ စင်ကုန်မှုဆိုတာကတော့အမြဲတမ်းရှိနေတတ်ပါတယ်။နောက်ရသည်မှာဘာတွေဖြစ်လာမလဲဆိုတာကျွန်တော်မသိပါဘူး။တခြားအသင်းတွေကကျွန်တော်ဇီကိုလာပြီးသူတို့ဇီမှာအရန်ကောင်းတဲ့ project တွေရှိတယ်ဆိုပြီးတော့လာစီးရုံရင်တော့ကျွန်တော်စဉ်းစားပြန်မှာပါ။အခုချိန်မှာကျွန်တော်အသက်ကမငယ်တော့ဘူးဆိုတာသိပါတယ်။ဒါပေမဲ့ကျွန်တော်ကအမြင့်မားဆုံး level မှာကစားနိုင်သေးတယ်လို့ကိုကိုကိုထင်နေ။ဘယ်အသင်းတွေကကျွန်တော်ကိုစိတ်ဝင်စားနေကြလဲ။ဘယ်အသင်းတွေကကျွန်တော်ကိုလူချင်းနေတယ်လဲဆိုတာကိုတော့ကျွန်တော်မသိပါဘူး။ဒါပေမဲ့ဘလို project မျိုးပဲဖြစ်ဖြစ်ကျွန်တော်နားထောင်ဖို့အသက်မှာဘလုံးကိုကျွန်တော်ချက်တယ်။ဘလုံးကစားရတာကိုကျွန်တော်ကြိုက်ပါတယ်။အဲ့ဒီအတွက် project က ကောင်းတစ်ခုလည်းရှိမယ်။ကျွန်တော်မိသားစုကလည်းအဲ့ဒါကိုသဘောကျမယ်ဆိုရင်တော့ကျွန်တော်တို့ဆုံးဖြတ်ချက်ချလို့ရပါလိမ့်မယ်ဆိုပြီးဒီ brand ကပြောဆိုသွားခဲ့ပါတယ်။ အဲ့ဒီအခါသတင်းတောက်တွေကအင်္ဂလာမှာဆက်ကစားဖို့အစီအစဉ်မရှိတော့ဘူးလားလို့မေးတဲ့အခါဒီဘရိုင်းကအပွင့်လင်းဆုံးပြောရင်တော့ကျွန်တော်ကိုယ်တိုင်မသိပါဘူးမန်စီးတီးကနေထွက်သွားဖို့ဆုံးဖြတ်ချက်ချလိုက်တာတောင်မကြသေးဘူးဘောလုံးနဲ့ပဲမှာပေါ့ကိုမှတပတ်အတွင်းဆုံးဖြတ်လို့မရပါဘူးအဲ့ဒီဆုံးဖြတ်ချက်ချပြီးတဲ့အချိန်တည်းကကျွန်တော်မိသားစုနဲ့မတွေ့ရသေးပါဘူးကျွန်တော်တို့ကိုစကားပြန်ပြောကြည့်ရပါဦးမေးပြီးရင်တော့ဘယ်အသင်းတွေကကျွန်တော်ကိုခေါ်ကြင်လဲဆိုတာကြည့်သွားမယ်အဲ့ဒီအတွက်အင်္ဂလန်ကကျွန်တော်ကစားသမားဘွားကပြီးဆုံးသွားပြီလားဆိုရင်တော့ကျွန်တော်လည်းမသိသေးပါဘူးဆိုပြီးတော့ဒီဘရိုင်းကပြောဆိုခဲ့ပါတယ် ီဘရိုင်းအနေနဲ့အခုလိုမပြတ်မသားအဖြစ်မျိုးပေးခဲ့တာကြောင့်ပရိသတ်တွေကတော့ဒီဘရိုင်းဟာသူအငယ်တုန်းကအပိတ်ခဲ့တဲ့လီဗာပူးအသင်းကခေါ်မယ်ဆိုရင်သွားနိုင်ခြင်းရှိတယ်ဆိုပြီးတော့လဲမှတ်ချက်တွေပေးနေကြပါတယ်ရှင်။